ျွန်တော်တခုပြောရမယ်ဒီမနေ့ကျွန်မဖုန်းကောလေးတခုလက်ခံရရှိတယ်ညလက်ခံရရှိရမို့ miss call တခုတွေ့ရပေါ့အဲ့နဲ့ကြည့်ကြည့်လိုက်တော့မနေ့ကလည်းဒီနံပါတ်ကခေါ်ထားတယ်ဗျအဲ့ဒီနေ့မနေ့လည်းထပ်ခေါ်တယ်ဆိုတော့ဩတခုခုတော့တခုခုပဲပေါ့ဘာလဲမသိဘူးပေါ့နံပါတ်အစိမ်းနဲ့ဆိုတော့အဲ့နဲ့ကျွန်တော်ပြန်ခေါ်လိုက်နော်ပြန်ခေါ်လိုက်တော့ hello ပေါ့ဆိုသူကလည်း hello ဟမ်ဟုတ်ဖြူဖြူအဲဘိုးဘိုးဘိုးတန်ဘိုးတန်အဲ့နဲ့အဲ့နဲ့ကိုရီးယား um i just found this call this number called me yesterday and this morning right and then he said uh yeah i'm just uh blah blah call your blah 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 and then, uh, uh oh, come can please i didn't hear clearly and he just like okay i i want to have a look in your house blah 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 for what blah 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 blah, blah. and then uh, uh, Joe. I want to have a look inside your house. But I have a look to your house from outside. That's it. i love it, done. Jari Hari, Jar. To be honest, I'm not going I do Who is it? I, who is it? Uh, the copywriter. you Ah, I'm blah, 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 agent. Oh, okay. So, professional okay and then okay agent agent ya set de sait thai ma okay and then ba set pyo le so lo and then actually i didn't uh, i i didn't get it uh, can you come again please and then okay that's all right that's all right i'm already done all done you don't need to worry about it okay and then i just like okay <laughs> I, I don't understand. I did, really don't get it. And then, okay, don't worry about it. All done. All done. It's okay. Bye. ဟုတ်ကဲ့ပြောချင်တာလေ။အော်ဒီလိုလေးရောက်နေပြီပေါ့နော်။ဒီလိုလေးရောက်နေပြီဆိုပြီးတော့ကဲငါတော့ပေါ့နော်တော်တော်လေးပေါ့နော်။ နားလေနေပြီပေါ့နော်အင်္ဂလိပ်စာလည်းဘာပဲဖြစ်ဖြစ်ပေါ့နော်တကယ်လည်းနားလေပါတယ်သူကြောင်းမှာတွေ့တဲ့ဟာအခုအစိုးရဌာနတွေနဲ့ဆက်ဆံတဲ့ခါမှာသူတို့ပြောတဲ့အင်္ဂလိပ်စကားကိုတော်တော်နားလေတယ်ပေါ့နော်နားလေနေပြီပေါ့ဗျာရှင်းပြောရရင်နော် speaking ဒါအရင်မမွတ်ချင်မမွတ်မယ်ဒါပေမဲ့အင်္ဂလိပ်လိုတော့နားလေနေပြီလို့ကျွန်မထင်တာပေါ့လေကိုကိုကိုတင်မှာ English ကို English accent နဲ့ပြောရတဲ့ဟာကိုကျွန်မတော်တော်နားလေနေပြီပေါ့နော်အခုတချို့ဒီဟို အင်္ဂလိပ်ကားတွေပေါ့နော်အမေရိကအရန်ပရိုနေတဲ့ဟာတွေမဟုတ်ဘဲနဲ့တောင်မှကျွန်တော်ဒီ Facebook ကနေပြီးတော့မှဒီ English speaking ကို learning လုပ်ချက်လို့ရတဲ့ဟာလေးတွေဆိုတော့ကြားတယ်ဗျာနားနေနေပေါ့နော်အဲ့အခုသူဒီနေ့ပြောတဲ့အချိန်မှာကျွန်မတချို့ဟာတွေပဲ catch လုပ်နိုင်နေဗျာသူတချို့ဟာတွေပြောလိုက်တဲ့ဟာတွေ तू ဘာကြောက်အိမ်ကိုကြည့်ချင်မှန်းကျွန်မနားမလဲ तू အိမ်ရှိကိုကြည့်ချက်အိမ်ရှိကိုကြည့်လိုက်တယ်တဲ့ကျွန်မကြည့်လိုက်တာအိမ်ရှိကို तू အိမ်ရှိမှာ तू check လုပ်လိုက်တယ်ဘာ trick ဆိုလားအဲ့လိုကွာနည်းနည်းကြားဒါပဲမှတ်မိအောင်အဲ့တော့ကျွန်မကနီး English ကို English အတန်တွင်းနဲ့တကယ်ပြောတဲ့ဟာမျိုးနားလေပြီးတော့ Australian accent နဲ့ပြောလိုက်တာအခုချိန်ကြီးဘာမှနားမလဲဘယ်လိုလုပ်ကြမလဲဘယ်လိုရှင်းသင်ကြမလဲဟိဒီတိုင်းပြီမှကျွန်မဘယ်လိုရှင်းသင်ကြမလဲကိုကိုကိုတော့ငါတော်တော်လေး listening ရနေပြီပေါ့နော်ဒီနေ့တိုင်းလေးပတ်လိုက်ရှင်တိုင်းလေးပတ်သွားရှင်စိတ်ညစ်